ချစ်တော်ညီကိုမောင်မတော်အားလုံးပဲခရစ်တော်၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာချင်ပါတယ်။သခင်ယေရှုခရစ်တော်လူသားတွေအားလုံးအတွက်အပြစ်ကိုလက်ဝါးကားတိုင်းမှာအသေးခံပြီးတော့မှသုံးရမြောက်တော်နေ့မှာရှင်ပြန်ထမြောက်သွားတယ်။ဆိုတော့သူ့ရဲ့ရှင်ပြန်ထမြောက်ခြင်းအားဖြင့်ပြောင်းလဲမှုအများကြီးရှိတယ်ဆိုတာကျွန်တော်တွေ့ရတယ်။ဒီထဲမှာကျွန်တော်ရှေ့မှာအချက်၄ချက်ပြောပြီးပြီဒီကနေ့အချက်၅ကိုပြောမယ်။အချက်၅ကသခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခြင်းအကျိုးကျေးဇူးနှစ်ပတ်၅တစ်ချက်က ကြောက်ရွံ့နေတဲ့သူကိုငြိမ်သက်ခြင်းရစေတယ်ဆိုမှဝင်ငှချင်ပါတယ်ဒီကောင်းစဉ်အောက်မှာပေါ့နော်ရှင်လုကာခရစ်ယာန်ခန်းကြီး24အငယ်36ကနေ43ဖြစ်အခြေပြုမှဟောသွားမှာဖြစ်ပါတယ်ထို့တို့အချင်းချင်းပြောဆိုတော့အခါယေရှုသည်သူတို့အလယ်၌ရက်တော်မူလျက်သင်တို့အားငြိမ်သက်ခြင်းဖြစ်စေတည်းဟုမိန့်တော်မူ၏တပည့်တော်တို့သည်တဆေကိုမြင်သည်ဟုစိတ်ထင်နှင့်ထိတ်လန့်ကြောက်ရွံ့ခြင်းတို့ရောက်ကြ၏ကိုတော်ကလည်းအဘယ်ကြောင့်တုန်လှုပ်ခြင်းရှိကြသနည်း အပေကြောင့်ထူးထူးထွေထွေတော့စိတ်ရှိကြသည်နီငါလက်ကိုကြည့်လောငါခြေကိုလည်းကြည့်လောကြည့်ကြလောငါငါကိုပင်ဖြစ်၏ငါကိုကြည့်ရှုစမ်းတတ်ကြလောငါသည်တင်တို့မြင်သည့်အတိုင်းအယိုးအသားနှင့်ပြည့်စုံ၏တသိမီဒီကဤကဲတို့မပြည့်စုံဟုမိန်တော်မူလေလက်တော်ခြေတော်တို့ကိုတပည့်တော်တို့အားပြတော်မူ၏ထိုသူတို့သည်အံ့ဩ၍ဝမ်းမြောက်သောအဖြစ်မယုံနိုင်ဘဲနေသေးသောအခါ တင်တို့၌စားစရာတစုံတစ်ခုရှိသလောဟုမေးတော်မူလင်ငားကင်တပိုင်းနှင့် ပြားလက်ပုတ်ကို အပ်ပေးကြ၏ကိုတော်သည်ယူ၍သူတို့ရှိမှစားတော်မူ၏ဟာလေလုယာကျွန်တော်တို့ကြမ်းချက်ကိုဒီမှာပဲဖတ်ရှုရနာမှာဖြစ်ပါတယ်နော်ကြမ်းချက်ကိုကျွန်တော်တို့တေချာလေ့လာဖို့ရန်အတွက်အလင်းပေးမှာဖြစ်ပါတယ်သခင်ယေရှုခရစ်တော်တည်ပြီးမှရှင်ပြန်ထမြောက်သွားတဲ့တကူကျွန်တော်အတွက်အကျိုးကျေးဇူးနှစ်ပတ်ငါးတမျိုးကကြောက်ရွံ့ခြင်းတွေကနေငြိမ်သက်ခြင်းရစေပါတယ် လူတိုင်းလူတိုင်းမှာကြောက်ရွံ့ခြင်းဆိုတာရှိပါတယ်เนาะတမန်တော်တွေထဲမှာလည်းကြောက်ရွံ့ခြင်းရှိလားရှိပါတယ်ကျွန်တော်တို့ကျဲလာကိုဖတ်တဲ့အခါမှာတို့ဘာကိုကြောက်လဲကြည်လားတဆေတရေကိုကြောက်တာโอเคတဆေကိုကြောက်တာဝိညာဉ်ကိုကြောက်တာเนาะဒီနေရာမှာပြောတဲ့တဆေဆိုတာဝိညာဉ်ကိုလည်းဆိုလိုသလိုတဆေကိုလည်းဆိုလိုလို့ရပါတယ်မူရင်းကျဲမှာလေသူ့အသိပဲကအဲ့လိုတက်ရောက်ပါတယ်ကျဲချက်ကို ပြောဖို့ရန်အတွက်အာအဆက်ဆက်ကိုပြောရမယ်ဆိုရင်မနေ့ရက် အချက်ကိုဆက်သွားဆက်သွားရမှာ။ဘာကြောင့်လဲဆိုတော့လူကာခန်းကြီး24အငယ်36ကနေစပြောမှာဖြစ်တဲ့အတွက်မနေ့ကပြောသွားတဲ့အရာကတစ်ဆက်သေးဖြစ်ပါတယ်။မနေ့ကကျွန်တော်တို့ဘယ်လိုပြောသွားလဲဆိုတော့အာ တပိတော်၂ယောက်ပေါ့နော်တမန်တော်၁၂ပါးထဲကမဟုတ်တဲ့တပိတော်၂ယောက်ကအေးမောက်ရွာကိုယေရုရှလင်ကနေတွားတယ်လို့ပြောတယ်။တွားတဲ့အခါမှာသူတို့တအားဆိုးရိမ်တဲ့စိတ်ကိုသခင်ယေရှုခရစ်တော်ကသူတို့နဲ့အတူတူထွက်လာပြီးတော့မှကိုချင်းပြရီတော့မှတေချာဆွေးနွေးပြီးတော့မှတလန်းလုံးပြောပြသွားတယ်။နောက်ဆုံးသူတို့သခင်ယေရှုခရစ်တော်မှန်တည်သွားတဲ့အခါမှာယေရုရှလင်မှာပဲသူတို့မတဲပဲနဲ့ချက်ချင်းညသွင်းချင်း အော်ပါလေဟိုအေးမောက်ရွာမှာပဲမတဲခဲ့ပဲနဲ့ညသွင်းချင်းအေးမောက်ရွာကိုရောက်ပြီးမှညသွင်းချင်းယေရှုခရစ်တော်မှန်တည်သွားတဲ့တည်သွားလို့အေးမောက်ရွာကနေဂျေရုဆလင်မြို့ကိုညသွင်းချင်းပြန်လာတယ်လို့မင်းကပြောသွားတယ်နော်။ဘာလို့ညသွင်းချင်းအဲ့လိုပြန်လာရတာလဲအန်ဒီရဲ့တလောက်ရှိတာဘာလို့ညသွင်းချင်းပြန်လာရလဲဆိုတော့ အမတန်သူစိတ်ချသွားပြီးမှပျော်ရွှင်သွားလို့ဖြစ်တယ်ဟာလေလုယဘာကြောင့်လဲဆိုတော့ငကိုရဆိုးရင်နေတာလေဒီတပိတော်နေရောလဲဆိုးရင်ချင်းကနေစိတ်ချစေခဲ့တယ်တခင်ယေရှုခရစ်တော်အသူတို့ဒါကြောင့်သူတို့ကလေအဲ့ဒီစိတ်ချမှုပျော်ရွှင်မှုမို့တမန်တော်တွေကိုပြန်ပြောပြချင်းတယ်ဘာကြောင့်လဲတချို့တမန်တော်တွေကယေရှုခရစ်တော်ကိုမျက်မြင်မမြင်ရသေးဘူးတချို့တမန်တော်တွေကလည်းဒိဟဖြစ်နေသေးတယ်အဲ့ဒီအရာကိုအတီပေါက် ခံယူရတဲ့ဒီတပည့်တော်နှစ်ယောက်ကအေးမောက်ရွာကနေအာအမှန်ကတော့ယေရုရှလင်ကနေအေးမောက်ရွာကိုရောက်နေပြီဒါပေမဲ့အေးမောက်ရွာကနေညသွင်းခြင်းပဲတခင်ယေရှုခရစ်တော်ရဲ့ကိုထင်ပြခြင်းကိုခံရလွန်ခံရလို့ပျော်လွန်းလို့ပျော်လွန်းလို့စိတ်ချမှုရလွန်းလို့အဲ့ဒီအေးမောက်ရွာကနေညသွင်းခြင်းပဲယေရုရှလင်ကိုပြန်လာတယ်တဲ့ဘာလာလို့လဲဆိုတမန်တော်တွေကိုအဲ့ဒီသတင်းကောင်းလာပြောပြတာတက်တီလာခံတာတက်တီလာခံတာโอเคဒါကြောင့်မနေ့ကမှကျွန်တော်တို့ဖတ်ဖတ်သွားတဲ့ဒီလူကာခန်းကြီး24အငယ်35မှာ ဘယ်လိုဆုံးသွားလဲဆိုတော့ကျွန်တော်တို့မင်းကြီးပြောသွားတဲ့နေရာမှာအဆုံးဘယ်လိုတက်သွားလဲဆိုတော့အာသူတို့စုဝေးနေတဲ့အခါမှာပေါ့နော်စုဝေးနေတဲ့အခါမှာအဲ့ဒီအေးမောက်ရွာနေပြန်လာတဲ့တပည့်တော်နေရာကအဲ့ဒီတမန်တော်တွေကိုရှင်းပြနေတယ်ငါတို့တကယ်တွေ့ပါပြီဆိုတဲ့အကြောင်းကိုရှင်းပြနေတဲ့အချိန်မှာဆုံးသွားတာအာဒီပါလေအဆုံးတက်သွားတာဖြစ်တယ်မင်းကြီးကျွန်တော်တို့ပြောတဲ့အချိန်မှာဆိုတော့အဲ့ကနေအဆုံးတက်ကနေပြန်မှဆက်ပြောရမယ်ဆိုရင်လူကာခန်းကြီး24ငယ်36မှာထို့တို့အချင်းချင်းပြောဆိုတော့အခါဆိုမှစတယ် โอเคဒါဆိုရင်ထိုးတို့အချင်းချင်းပြောဆိုတော့ခါဆိုတာဘယ်လိုမျိုးအခြေအနေလဲအေးမောက်ရွာနေလာတဲ့တပည့်တော်နေအောင်နဲ့တမန်တော်တွေနဲ့အတူတူတခြားနောက်လိုက်တွေအများကြီးစုပြီးတော့မှသခင်ယေရှုခရစ်တော်ရှင်ပြန်ထောက်မြောက်သွားပြီဆိုတဲ့အကြောင်းကိုတယောက်တစ်ပေါက်ပြောနေတဲ့အချိန်မှာတဲ့တချို့ကယုံကြည်တယ်တချို့ကမယုံကြည်ဘူးလေနော်အဲ့လိုတယောက်တစ်ပေါက်ပြောနေတဲ့အချိန်မှာထိုးတို့အချင်းချင်းပြောဆိုတော့အခါတဲ့ကျမ်းစာကဘယ်လိုပြောဆိုယေရှုဒီသူတို့အလယ်၌သူတို့အလယ်၌ရက်တော်မူလျက်တဲ့ ယေရှုခရစ်တော်ကဘွားကနေပေါ်လာတာโอเคဘွားကနေပေါ်လာဘွားကနေဆိုတာကကျွန်တော်ဗာလဲနားလဲအောင်ရှင်းပြလိုက်တာဘွားကနေဆိုတဲ့အစံတော့မမီပါဘူးလေနော်ကိုပျောက်ရွာပေါ်လာတယ်ဆိုတဲ့ဟာကိုညွန်ပြချင်တယ်သူတို့အလေမှာပေါ်လာတာတဲ့နော်ယေရှုကလေအင်းကြီးဝှလုံးအဖြူနဲ့ဖြစ်မယ်ပေါ်လာတာတဲ့နော်အာယေရှုဒီသူတို့အလေနဲ့ရက်တော်မူလေတဲ့တင်တို့အာငြိမ်သက်ခြင်းဖြစ်စေတည်းတဲ့ ဘာလို့တမန်တမန်တော်တွေကိုသခင်ယေရှုခရစ်တော်ကပထမအဦးဆုံးဒီစကားကိုပြောရလဲငြိမ်သက်ခြင်းရှိစေသည်လို့ဘာလို့ပြောရလဲ တို့မငြိမ်မသက်ဖြစ်နေတာလေဘာလို့မငြိမ်မသက်ဖြစ်လဲသခင်ယေရှုခရစ်တော်အလောင်းသူများခိုးရတာလားတို့မဟုတ်သခင်ယေရှုခရစ်တော်ကပဲအာဒီအာတမန်တော်တွေလဲတပည့်တော်တွေတချို့လဲတွေ့ရတယ်ဆိုတော့အဲ့ဒီတွေ့ရတဲ့ဟာကတစီတရေများလားတို့မဟုတ်ဝိညာဉ်များလားဆိုပြီးမှတချို့ကဒွိဟဖြစ်နေကြတယ်တချို့ယုံတယ်တချို့မယုံဒွိဟဖြစ်နေကြတယ်အဲ့ဒါကြောင့်ငြိမ်သက်ခြင်းမရှိလို့ယေရှုခရစ်တော်ကတို့ရှိမှပေါ်လာပြီးတော့မှတင်တို့ရှိတင်တို့အားငြိမ်သက်ခြင်းရှိစေတည်းလို့ အရင်အိုးဆုံးဆုတောင်းပေးလိုက်တာပေါ့အရင်အိုးဆုံးကောင်းချီးပေးလိုက်တာပေါ့ဒါပေမဲ့အဲ့လိုမျိုးဘွားကနေပေါ်လာလို့လေတမန်တော်တွေတပည့်တော်တွေကထိတ်လန့်သွားတယ်လို့ကျမ်းစာမှာပြောတယ်တပည့်တော်တွေတစေကိုမြင်ဒီဟုတ်စိတ်ထင်နေထိတ်လန့်ကြောက်ရွံ့ခြင်းတို့ရောက်ကြ၏တဲ့ဟာတစေတစေဆိုမှလန့်ကြတယ်โอเคတပည့်တော်တွေရဲ့စိတ်ထားကိုဒီကနေ့ကျွန်တော်တို့လည်းနားလည်ပေးလို့ရတယ်ကျွန်တော်တို့ဖျားရှိခိုးနေတဲ့အချိန်မှာဘွားကနေကျွန်တော်ရှိမှအလင်းရောင်ဖြစ်လာရင်မှအာလူတယောက်ပေါ်လာရင်ကျွန်တော်တို့မကြောက်လားကြောက်မှာပဲနော်ကြောက်မှာပဲ တမန်တော်တွေလည်းတပည့်တော်တွေလည်းအဲ့ဒီတော့တို့ကြားမှာလူတယောက်ပေါ်လာတာတို့ကြောက်တာပေါ့တခင်ယေရှုခရစ်တော်ဆိုတာတို့ကမမိတဲ့သူကတော့မမိတယ်ဒါပေမဲ့မမိတယ်ဆိုပေမဲ့ဒါတော့ယေရှုခရစ်တော်ရဲ့ဝိညာဉ်ပဲလို့တို့ခံယူတယ်ဘာကြောင့်လဲဒီမှာတပည့်တော်တို့ဒီတဆေကိုမြင်ဒီဟိုစိတ်ထင်နေဆိုတဲ့ဒီတဆေဆိုတဲ့မူရင်းစကလုံးကဝိညာဉ်ကိုဆိုလိုတယ်လို့အာတဆေတရေကိုလည်းဆိုလိုတာဖြစ်ပါတယ်ဒါကြောင့်ဝိညာဉ်ကိုမြင်တယ်လို့မှခံယူလို့ရတယ်လို့တဆေကိုမြင်တယ်ဆိုမှကြောက်တဲ့သဘောလဲတက်ရောက်ပါတယ် ဥပမာကျွန်တော်တို့တင်ချိုင်းမှာဟိုပါလေမြေအဝိညာဉ်တွေကိုမြေရောင်လိုက်တဲ့အခါမှာတဆေလို့ပြောသလိုပေါ့နော်။ဘာကြောင့်လဲဆိုတော့အဲ့လိုမျိုးအတွေ့အကြုံလဲဒီကနေ့တိုင်အောင်လူအများကြီးရှိတာဟုတ်။ဆိုတော့တပည့်တော်တွေကသခင်ယေရှုခရစ်တော်ဝိညာဉ်တဆေထင်မှလေကြောက်ကြတယ်တဲ့။အဲ့တော့သခင်ယေရှုခရစ်တော်ကကြောက်တာကိုသိတဲ့အခါမှာသူတို့ကဖြစ်လေအဘယ်ကြောက်ကြောက်ရွံ့တုံလို့ချင်းရှိကြသနည်းတဲ့။အဘယ်ကြောက်အထူးထူးအထွေထွေစိတ်ချရှိကြသနည်းငါလက်ကိုကြည့်ပါတဲ့။သခင်ယေရှုခရစ်တော်ကတက်တည်ပြတာတက်တည်တက်တည်။ ငါလက်ကိုလကင်ကြည့်တဲ့ငါခြေတော်ကိုလက်လကင်ကြည့်တဲ့ငါပဲလေတဲ့ညတို့နဲ့တလောက်၃နှစ်ကြာကြာနေခဲ့တာညတို့မတိသေးဘူးလားတဲ့စူးစမ်းကြည့်ပါလေ့လာကြည့်ပါမီးစမ်းကြည့်ပါကင်ကြည့်ပါတဲ့တဆေဝိညာဉ်တဆေကဆိုတာကအယိုးအသားမရှိဘူးတဲ့ဒီနေရာမှာကျွန်တော်တို့တခုတိတာကကျွန်တော်တို့ရဲ့ဝိညာဉ်ကကိုခန္ဓာကနေကိုခန္ဓာကနေထွက်သွားတဲ့အခါမှာကိုခန္ဓာကအယိုးအသားရှိရဝိညာဉ်မှာအယိုးအသားရှိလားမရှိဘူးเนาะအာဝိညာဉ်ဆိုတာကအာအယိုးအသားမရှိဘူးဆိုတာတင်နားလည်လို့ရတယ်ဘယ်ဘယ်ကနေနားလည်ရလဲဆိုတော့သခင်ယေရှုခရစ်တော်ရဲ့စကားကနေနားလည်လို့ရတယ် တခင်ရှုခတော်စကားကဝိညာဉ်တစေမူကတဲ့အဲ့လိုမပြေဆုံးဘူးတဲ့ငါငါငါကကြည်ပါတဲ့ငါရဲ့အသွေးအသားရှိပါတယ်တဲ့ကြည်ပါတဲ့အယိုးလည်းရှိတယ်အသားလည်းရှိတယ်တဲ့ငါပါကွာတဲ့ငါရဲ့ကိုယ်ခန္ဓာပါကွာဆိုမှယေရှုခရစ်တော်ကတပည့်တော်တွေကိုတတ်တည်ပြတာယေရှုခရစ်တော်ကတပည့်တော်တွေကိုတတ်တည်ပြတဲ့အခါမှာတပည့်တော်တွေကခြေတော်ကိုဆမ်းတယ်ဟိုကကင်တယ်ဒါကြည်တယ်တတ်တည်ယူတယ်ဒါပေမဲ့မယုံနိုင်သေးဘူးတဲ့နော်အော်ဝမ်းမြောက်နေတယ်ဒါပေမဲ့စိတ်ထဲမှာတော့အပြည့်အဝမယုံကြည်နိုင်သေးဘူး အိုယုံတော့ယုံလာပြီပေါ့နော်ရခိုင်တော့90လောက်တော့ရှိမယ်ထင်တယ်အန်အိုး1မြောက်တော့အားဖြစ်လို့ပြောတယ်ဒါပေမဲ့အနောက်မှာဘယ်လိုပြောလဲဆိုမယုံနိုင်ပဲနေသေးတော့ခါတဲ့အရှိမအန်အိုးတဲ့1မြောက်တယ်ဒါပေမဲ့မယုံနိုင်သေးဘူးတဲ့ကျန်းစာအဲ့လိုပြောတယ်အဲ့တော့တခင်ယေရှုခရစ်တော်ကဒုတိယတတိပြန်ပေးတယ်အဲ့ဒီဒုတိယတတိကပါလဲဆိုတော့တို့စီမှာစားစရာရှိလားတဲ့စားစရာရှိရင်ငါ့ကိုပေးစမ်းပါကွာတဲ့ငါစားပြမယ်တဲ့တစေတရေကဝိညာဉ်ကအဲ့လိုတို့လူတွေစားတဲ့ဟာစားလို့မရဘူးတို့မသိဘူးလားတဲ့ငါစားပြမယ်ယူလားတဲ့အဲ့တော့ တပည့်တော်တွေမှာရှိတဲ့ငါပြားလက်ပို့ငါတပိုင်းနဲ့ပြားလက်ပို့ကိုယေရှုကိုပေးလိုက်တယ်ငါกินတော့ငါกินဘာကြောင့်ငါกินလဲဆိုတော့အဲ့မှာဂါလိလဲတဝိုက်မှာဟိုဗါလဲသူတို့ကတန်ငါတဲ့အလုပ်တွေလုပ်တဲ့သူများတယ်ဖြစ်တဲ့အတွက်သူတို့ရဲ့အာတပိုင်းတနိုင်အလုပ်တွေအားလုံးကတန်ငါတဲ့အလုပ်တွေငါဖမ်းတဲ့အလုပ်တွေဒါကြောင့်ငါများတယ်ပြီးရင်ပြားတွေလည်းများပါတယ်ပြားကြီးတွေလည်းဒါကြောင့်ငါกินနဲ့ပြားလက်ပို့သူတို့စီမှာရှိတာများတတ်ကြတာအဲ့တော့ငါกินနဲ့ပြားလက်ပို့ကိုယေရှုကို ကမ်းပေးလိုက်တယ်တဲ့ကမ်းပေးလိုက်တော့သခင်ယေရှုခရစ်တော်ကသူတို့ရှေ့မှာယူမှာစားတောက်ပြတယ်သခင်ယေရှုခရစ်တော်ပိုက်စားလို့လားမဟုတ်ပါဘူးတက်သေးပြချင်လို့နော်ငါကလူပဲငါဒီမှာဘာလဲရှင်ပြန်ထမြောက်တဲ့ကိုခန္ဓာပဲကိုခန္ဓာအစ်စ်အမှန်ဖြစ်တယ်ဆိုတာတက်သေးပြချင်တာနော်ဒီကနေ့တိုင်အောင်သခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်သွားတာကကိုခန္ဓာနဲ့မဟုတ်ဘူးလို့ပြောနေတဲ့သူအများကြီးရှိတယ်ကျွန်တော်ဒီမှာပြောပြမယ် ရှင်းရှင်းပြပြသားသားပဲယေရှုခရစ်တော်တက်တည်ပြထားတာနှစ်ကြိမ်တော့ပြတယ်ပထမတစ်ကြိမ်ကစမ်းခိုင်းတယ်ဒုတိယတစ်ကြိမ်ကအစားစားစားပြတယ်အဲ့ဒီအချိန်မှတပည့်တော်တွေကအာရပါရယုံကြည်သွားတာကြောက်ရွံ့ခြင်းကနေပါဖြစ်လေငြိမ်သက်ခြင်းရလာတယ်အားလုံးအားလုံးဟာလေလုယာဒါတပည့်တော်တွေရဲ့တမန်ကျင်းစာအားနေကျွန်တော်တို့ခွန်အားယူသွားတာဖြစ်တယ်ဒါဆိုရင်ဒီကနေ့ကျွန်တော်တက်တာထဲမှာဘာခွန်အားယူစရာရှိလဲအခုနောက်ပြောသလိုပဲကျွန်တော်တို့တက်တာထဲမှာတယောက်ချင်းတယောက် ကြောက်ရွံ့ခြင်းတစ်ခုရှိကိုရှိတယ်လူတွေကြောက်ရွံ့ခြင်းမတူတချို့ကတရေတစေကိုကြောက်တယ်တချို့ကကြတော့ဘာဖြစ်လဲအအလုတ်ပြက်မှကြောက်တယ်တချို့ကကျဲမှရေမကောင်းမှကြောက်တယ်တချို့ကတီမှကြောက်တယ်တချို့ကဟိုကြောက်တယ်တချို့ကဒါကြောက်တယ်ကြောက်တာချင်းမတူဒါပေမဲ့ကျွန်တော်လူသားတိုင်းမှာကြောက်ရွံ့ခြင်းရှိကိုရှိနေပါတယ်ချက်တော်ညီကိုမောင်တို့တကယ်လို့များ 点得打开嘛，教用钱视频嘛，得教用钱我等嘛后面一步没得打一步。所以叫我表表妹，叶修克多等我得打钱内部嘞，也许克多等我教用钱安尼，认得钱别人嘞拍伢子肯晓得，是不？表表亲嘞，我讲嘞，是不？他跟叶修克多的先编他喵的拍伢子肯晓得。 တည်နေတဲ့သူရဲ့ဖရာမဟုတ်ဘူးအသက်ရှင်တော့သူရဲ့ဖရာဖြစ်တယ်။တကယ်ယေရှုခရစ်တော်ကကျွန်တော်တို့လူသားတွေကိုဒီလိုအာမခံချက်တခုပေးခဲ့တယ်။ရှင်မသက်ခရစ်ရင်ခန်းကြီး7:28ငွေ28မှာဝန်လေး၍ပင်ပန်းတော်သူအပေါင်းတို့ငါထံတို့လာကြလော။ငါသည်ချမ်းသာပေးမည်။ချစ်တော်ညီကိုမမတို့တင်ဝန်လေးနေသလားတင်ပင်ပန်းနေသလားတင်ကြောက်ရွံ့နေသလား ကြောက်ရွံ့နေလုံးလို့ပင်ပန်းတယ်။ဟိုကြောက်လုံးလို့တချို့ကိစ္စတွေကကြောက်လုံးတဲ့အခါမှာစားမဝင်အိတ်မပျော်ဖြစ်လာတယ်လေ။တချို့ကိစ္စတွေကကြောက်လုံးတဲ့အခါမှာယောဂါဖြစ်လာတယ်လေ။ဝန်ထုပ်ဝန်ပိုးဖြစ်လာတယ်လေ။အဲ့လိုမျိုးဖြစ်နေတယ်ဆိုရင်ကျွန်တော်ပြောမယ်။ခရစ်ယာန်ပဲဖြစ်ဖြစ်မယုံကြည်သူတွေပဲဖြစ်ဖြစ်ကျွန်တော်ပြောမယ်။ယေရှုခရစ်တော်ကိုမီးဆန်းကြည့်ပါ။ယေရှုခရစ်တော်ကိုခေါ်ပါ၊ဆုတောင်းပါ။အခု မယုံကြည်တဲ့သူတွေကိုကျွန်တော်ပြောမယ်သင်ကတခါမှယေရှုခရစ်တော်ကိုမတည်တဲ့သူဆိုရင်ကျွန်တော်ပြောမယ်ယေရှုခရစ်တော်တင်ရဲ့ကြောက်ရွံ့ခြင်းကိုညင်သက်ခြင်းပေးနိုင်ပါတယ်တင်ရဲ့ကြောက်ရွံ့ခြင်းကိုကုသပေးနိုင်ပါတယ်တင်ဝန်လေးနေတာကိုယေရှုခရစ်တော်တင်ကိုချမ်းသာပေးနိုင်ပါတယ်ဟာလေလုယာနောက်တစ်ခုကကျွန်တော်တို့နောက်တစ်မျိုးကခရစ်ယာန်တွေခရစ်ယာန်ပါဆိုပြီးတော့မှကျွန်တော်တက်တာမှလည်းအားနေတက်သေးတယ်လေ เนาะคริยันนี่ก็บ่มาจောက်ได้ตูบ่ฮู้ตะคาตะเลอาเน่แต่เดสิมันเนคริยันก็တော့อเมเนอาปี่นี่เนาะบ่มาจောက်เสียบ่รู้เลยแต่แม้คริยันเนี่ยก็เลยอาเน่แต่เดอาเน่ได้คามาจောက်ยุ่งชิ้นนี่ชื่อละได้บ่ปูล่ะไอ้โหลจောက်ยุ่งชิ้นชื่อละได้คามาอะคู่เฉ็ดชิ้นดูถอดยัวสู่ตองเลยป่ะอะคู่จนเราเม้มเต่นตะตาแท้มาบ่ากูอะจောက်ยุ่งซုံးขึ้นนี่แหละคู่จောက်ยุ่งชิ้นตะคู่คู่တော့ชื่อกูชื่อมาเว้ยဟုတ်တယ်เนาะယေရှုခရစ်တော်ကိုတင်ယုံကြည်တဲ့သူဆိုလို့ရှိရင်အခုဒူးထောက်လိုက်ပါဖျားရှိမှဒူးထောက်လိုက်ပါ နော်ဆရာတို့ရှိမှဒူးထောက်ဆရာမလို့ဆရာတို့ကလည်းလူပဲဆရာတို့ကလည်းယေရှုစီကိုယေရှုရှိမှဒူးထောက်ရတာယေရှုရှိမှဒူးထောက်လိုက်ပါကိုရှိတဲ့နေရာကနေဒီတရားဒေသနာကိုနားထောင်နေတယ်ဆိုရင်ဒူးထောက်လိုက်ပါဒူးထောက်လို့ရရင်ပြောတာနော်ဒူးထောက်လို့ရရင်အစဉ်ပြေရင်ပြောတာဒူးထောက်ပြီးတော့ဆုတောင်းလိုက်ပါအများကြီးတောင်းဆရာမလို့ယေရှုဖရာကျွန်တော်ကျမဒီဟာကိုအကြောက်ဆုံးဖြစ်တယ်ဒီဟာကိုကိုတော်ဖရာဖြည့်ရှင်းပေးပါအဲ့လောက်ပဲအဲ့လောက်ပဲယေရှုနာမအားဖြင့်ဆုတောင်းပါ၏ဆိုမှပြောလိုက်ပါ အအိုးပွဲတင်ခံရမယ်တက်သေးရမယ်ဘာကြောင့်လဲတမန်တော်တွေတပည့်တော်တွေကိုလေကြောက်ရွံ့လို့သခင်ယေရှုခရစ်တော်ကတက်သေးနဲ့ချိန်တော်ပေးခဲ့တာနော် ်တင့်ကိုလည်းဘုရားသခင်လက်တွေ့တက်တည်ပေးလိုက်မယ်လို့အကျွင်းမဲ့ယုံကြည်ပေးပါတယ်ဟာလေလုယာတကယ်လည်းအလိုလေးပါကြောင့်လေသခင်ယေရှုခရစ်တော်ကနောက်ထပ်ကျမ်းတကျမ်းမှာကျွန်တော်တို့အာမခံချက်ပေးထားတယ်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး14ငယ်29မှာငြိမ်သက်ခြင်းကိုတင်တော့နိုင်ငါဖားခဲ့ပြီတဲ့ငါဤငြိမ်သက်ခြင်းကိုတင်တော့အာငါပေး၏လောကီသားတို့ပေးတကယ်တော့ငါပေးသည်မဟုတ်တင်တော့စိတ်နှလုံးပူပန်ခြင်းစိုးရိမ်ပုံလုံးခြင်းမရှိစေနဲ့တဲ့ယေရှုခရစ်တော်ကိုယုံကြည်တဲ့ညီကိုမောင်မတွေနော် အခုယုံကြည်မဲ့သူတွေနော်မယုံကြည်သူတွေလည်းယုံကြည်လာလို့ရတယ်ယုံကြည်ပြီးသားတွေကိုလည်းကျွန်တော်ခွန်အားပေးခြင်းနဲ့ယေရှုခရစ်တော်ကိုယုံကြည်တဲ့အခါမှာတဲ့ဆုတောင်းတဲ့အခါမှာတဲ့ကျွန်တော်အားနည်းတာတွေဘာဖြစ်လဲဘုရားသခင်ကညင်သက်ခြင်းပေးမှာဒါကြောင့်စိတ်နှလုံးပူပန်ခြင်းကနေလွတ်မြောက်မယ်ဆိုးရိမ်သုံးလုံးခြင်းကနေလွတ်မြောက်မယ်ဟာလေလုယာလူတို့ချို့ကတရေတစေကိုတအားကြောက်ကြတယ်တရေတစေကိုကြောက်တာကကျွန်တော်ပြောမယ်များတော့အားဖြင့်တရေတစေဆက်ကကြည့်လို့အများကြီးလာတာအရင်တော့ဆရာဒီပိုင်းမှာလည်းအများကြီးပြောဖို့တယ်နော် ်ခရိယံယုံကြည်သူတွေတရေတစေကိုကြောက်တဲ့သူရှိတယ်ဗျတကယ်ရှိတယ်ရှိတယ်ရှိတယ်ဘာလို့ကြောက်လဲဒီလားတရေတစေဗီဒီယိုဇက်ကားကြည့်လို့များလို့လေဒါကြောင့်အရင်တော့ကနေဆရာတစ်ခါပြောတယ်တရေတစေဇက်ကားကိုခရိယံနေမကြည်တင်ဘူးလို့ကျွန်တော်ပြောပြောပြီးသွားပြီအခုလည်းထပ်တစ်ခါပြောမယ်တင်ဟာခရိယံယုံကြည်သူတယောက်ဖြစ်တယ်ဆိုရင်ဗီဒီယိုကြည့်တာအပြစ်မဟုတ်ပါဘူးဒါပေမဲ့တရေတစေဇက်ကားမကြည့်ပါနဲ့တရေတစေဇက်ကားကြည့်ရင်တင့်အတွက်အကောင်းမရှိလာပါဘူးနော် တရေတစီဆက်ကားထဲမှာမဟုတ်ကဟုတ်ကရိုက်ထားတဲ့တရေတစီဆက်ကဖြစ်လာရတဲ့အရာတွေလူသေးတာနဲ့ဝိညာဉ်တစီဖြစ်သွားတာတွေစိတ်ထဲမှာဆွဲသွားတဲ့အခါမှာညညလမ်းလျှောက်တဲ့အခါမှာညမောင်တဲ့အခါမှာဟိုတိုင်ကြီးလိုက်ရင်တစီလိုလိုဒီအိမ်ကိုကြီးလိုက်ရင်ငါ့ကိုလာ၆နေတယ်လို့လို့ဟိုမှာကြီးလိုက်လို့ရှိရင်၃နေတယ်လို့လို့ကြောက်ပြီလေကြောက်ပြီလေအဲ့ဒီအသွေးတွေကဘယ်နေလာလဲတိလားကျင်းစာကလာတော့မဟုတ်ဘူးတရေတစီဗီဒီယိုစီကနေလာတာတင်ကြည့်လို့လေကြည့်လို့ဒါကြောင့်တရေတစီဗီဒီယိုတွေမကြည့်ပါနဲ့လို့အမြဲတမ်းဆရာတုံသင်တယ် ဇက်ကားကြည့်တာအပြစ်မဟုတ်ပါဘူးဒါပေမဲ့ကြည်ပြီးတော့မှကြောက်ရွံ့ခြင်းဖြစ်လာတဲ့အတွက်အကျိုးနည်းနည်းမှမရှိပါဘူးဒါကြောင့်ခရိယမိပါတွေလည်းကိုသားသမီးတွေကိုတရေတစီဇက်ကားကြည့်မယ်ဆိုရင်နော်မပေးကြည့်တင်ဖို့နော်မပေးကြည့်တင်ဖို့တေချာကြည့်ပါတေချာကြည့်ပါမဟုတ်လို့ရှိရင်ညအိမ်မပြောညတကောင်ထိုင်မှအော်နေဦးမယ်နော်ကြောက်ဦးမှာပြီးရင်စုတောင်းပေးစုတောင်းပေးစုဘလောက်ပဲတောင်းပေးတောင်းပေးသူဘာလို့ကြောက်လဲဒီလား သူစိတ်ထဲမှာယေရှုကိုမဆွဲဘဲနဲ့အဲ့ဒီတရားတစီဇက်ကားပဲဆွဲတာကိုဘာကြောင့်လဲဇက်ကားကြည့်လို့ရှိရင်နှစ်နာရီသုံးနာရီကြည့်နိုင်တယ်တရားသီတနာဆုတောင်းပါဆိုလို့ရှိရင်နှစ်မိနစ်သုံးမိနစ်တော့မျက်စိမမိတ်နိုင်ဘူးလေတာသမီးတွေကဟုတ်တယ်မလားဒါကြောင့်ဘယ်ဟာပုံများနေလဲဇက်ကားတရားတစီဇက်ကားပုံများနေတော့တရားတစီဇက်ကားပဲဆွေးနေမှာပေါ့ဘလို့လို့တက်တာမလဲအဲ့လိုမျိုး၆လန့်တဲ့စိတ်ကကြောက်လန့်တဲ့စိတ်ကတက်တာမှာမဟုတ်ဘူးသူရကြောက်ကဘာနဲ့မှပဲညာညာအိတ်လို့မပြောစားမဝင်เนาะ၆ခံနေရမှာဟိုမှာလည်းမတော်ရဲသေးတော့မပေါက်ရဲအဲ့လိုမျိုးတွေတော့ ြဿနာတက်ကုန်မယ်နော်ဒါကြောင့်မိပါတွေလည်းတတိထားတရေတဲ့စီဆက်ကမပေးကြီးတင်ပါဘူးကလေးတွေကိုဒါကကြောက်ရွံ့ခြင်းအများကြီးထဲကတမန်တော်တွေလိုမျိုးတစီတရေကိုကြောက်တဲ့ကြောက်ရွံ့ခြင်းကိုနည်းနည်းရှင်းပြသွားတာအမှန်ကတမန်ကျင်းစာအရဆိုရင်လူတေတာနဲ့တရေတဲ့စီဖြစ်လားဖြစ်လားမဖြစ်ဘူးနော်မဖြစ်ဘူးဘယ်လိုသွားလဲကောင်းကင်မဟုတ်လို့ရှိရင်ကျွန်တော်မရနာနိုင်ငံပဲမရနာမှာကျွန်တော်တို့ငရဲ ဒီပါလေမီမီအိုင်ထဲမှာသွားဖို့စီရင်ချင်းခံဖို့စောင့်နေရတာမယုံကြည်သူတွေကယုံကြည်သူတွေကပရာတိတုပုံဆိုရဲတတိယကောင်းကင်မှာရှင်ပြန်ထမြောက်ဖို့စောင့်နေရတာဟာလေလုယာလူတည်ရွားရဲ့ဘယ်တော့မှတရေတစီမဖြစ်ဘူးဒါဆိုရင်အဲ့ဒီတရေတစီမရှိဘူးလားဆိုရှိပါတယ်အဲ့ဒီတရေတစီကဘယ်ရလဲဆိုစာတန်ရဲ့အပအစီအပားတွေလေစာတန်ရဲ့အစီအပားတွေလေကျမ်းစာမှာလည်းရှိတယ်လေလူကနေဖြစ်လာတာမဟုတ်ဘူးအဲ့ဒါကောင်းကင်တမန် ကြရှုံးတဲ့ကောင်းကင်တမစာတန်ရဲ့လက်ွက်တွေလက်ွက်တွေကျွန်တော်တို့ကမိဘတင်မိဘတရသက်စီလိုလိုမျိုးလိုမှာကိုအိမ်မက်ပေးတယ်အဲ့ဒါအလုံးအလုံးကဘာဖြစ်လဲစာတန်လောက်ွက်တွေစာတန်လောက်ွက်တွေဒါကြောင့်တရသက်စီကိုကြောက်ရလို့လားအမှန်တမချင်းစာရခရိယံယုံကြည်သူကတရသက်စီကိုကြောက်ဖို့မလိုပါဘူးအမှန်ကတရသက်စီကကျွန်တော်တို့ဘျောင်းပြန်ကြောက်တယ်ဘာကြောင့်လဲစာတန်အကြောက်ဆုံးကဖရာသားသမီးတွေလေယေရှုနာမကိုအကြောက်ဆုံးပဲလေအာမင်ဒါကြောင့်ကျွန်တော်တို့က ကျွန်တော်တို့ကိုကြောက်နေတဲ့သူကိုကျွန်တော်တို့ကဘျောင်းပြန်သွားကြောက်ရမှာမလို့ပါဘူးဖတ်ပြောမယ်နော်ကျွန်တော်တို့ကိုကြောက်နေတဲ့တရေသစီကိုကျွန်တော်တို့ကဘျောင်းပြန်သွားကြောက်ရမှာမလို့ပါဘူးစစ်မှန်တဲ့ခရိယန်တယောက်ကိုဝိညာဉ်ဆိုးနဲ့ဆိုးတွေကကြောက်ပါတယ်ဘာကြောင့်လဲသူကစစ်မှန်တဲ့ခရိယန်တယောက်အလင်းရှိတဲ့သူ့ထဲမှာတန်ရှင်တော်ဝိညာဉ်တော်ရှိတဲ့သခင်ယေရှုအတူပါရှိပေးနေတယ်အာခမီးတော်ဖရားကြီးရှုစောင့်ရှောက်ပေးနေတယ်ခမီးတော်ဖရားကကောင်းကင်တမန်တွေစေလို့မှတက်ချိုင်မှစောင့်ရှောက်ပေးနေတယ်အဲ့ဒီမနော် ဘယင်တကဘယင် အရှင်တကအရှင် ဖရာတကဖရာသခင်ရဲ့သားသမီးကိုတရေတစီကစာတန်ဆိုးနဲ့ဆိုးကကြောက်လားမကြောက်လားကြောက်တာဗောကြောက်မှတုံနေရောနော်ဒါကြောင့်ကျွန်တော်တို့ကတို့ပြောင်းပြန်ကြောက်ရမှာလားမလိုအပ်ပါဘူးကျွန်တော်တို့ပြောင်းပြန်ကြောက်နေတာကစာတန်ရဲ့လက်ကွက်အဲ့ဒီတရေတစီဇက်ကားတွေကြည်ပြီးမှကျွန်တော်တို့ကပြောင်းပြန်ကြောက်နေတာအဲ့ဒါစာတန်လက်ကွက်နောက်တစ်ခါကြောက်ရအောင်မလို့နော်တို့မို့ခရိယန်ဖြစ်မှသူတို့ကြောက်နေတယ်ဆိုရင်တေချာတယ်တင်းစိတ်ထဲမှာအပြစ်လိုက်လို့ထားလို့တင်းမလုံလို့ကြောက်နေတာ မှန်ပါတယ်တချို့ခရိယန်တွေကိုစာတာမကြောက်ဘူးစာတာမကြောက်တဲ့ခရိယန်တွေရှိတယ်ဘယ်သူတွေလဲအပြစ်လုပ်နေတဲ့သူတွေလေအာတမာချန်းစာအတိုင်းအသက်မရှင်ဘဲနဲ့ကိုလှုပ်ချင်ရထင်ချင်ရဟိုအသက်ရှင်တဲ့သူတွေကိုစာတန်ကကြောက်မှာမဟုတ်ဘူးနော်ဒါကြောင့်ဖယားဖျားစကားအတိုင်းအသက်ရှင်တဲ့သူကိုပဲစာတန်ကြောက်တာဖြစ်ပါတယ်။အနတ်ဆိုဝိညာဉ်ဆိုကလည်းကြောက်တာဖြစ်ပါတယ်။ဒါကြောင့်ဖျားစကားအတိုင်းအသက်ရှင်သွားပါ။ဒါပေမဲ့အာနေပြီးမှကြောက်ရွံ့ချင်ရှိလာတဲ့ခါမှာအခုကျွန်တော်ပြောချင်တဲ့တည်င်းကောင်းကတော့ရှင်ပြန်ထမြောက်တဲ့ဖျားသခင်ရဲ့တကူတော်ကတင့်ပေါ်မှာတက်ရောက်လာလို့ရတယ်။ ်ယေရှုနာမအားဖြင့်ဆုတောင်းပါအဲ့ဒီရှင်ပြန်ထမြောက်တဲ့ပေချင်းကိုအောင်မြင်တဲ့တခင်ယေရှုဖခင်ကတင့်ကိုကြောက်ရွံ့ခြင်းကနေငြိမ်သက်ခြင်းကိုပေးမယ်ဆိုပြီးတော့မှဝေငှခြင်းပါတယ်အလင်းပေးခြင်းပါတယ်နော်ဏိကုံချုပ်ပါမယ်ဒီကနေ့ဝေငှသွားတဲ့ခေါင်းစဉ်ကရှင်ပြန်ထမြောက်ခြင်းကနေပေးလာတဲ့အကျိုးကျေးဇူးအပိုင်းငါဖြစ်ပါတယ် သခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်သွားတာငါနဲ့ပါဆိုင်လဲငါ့ကိုပါအကျိုးပေးလဲဆိုတော့နှစ်ပတ်ငါးတစ်ချက်ကငါကြောက်ရွံ့နေတဲ့အခါမှာယေရှုနာမကိုခေါ်တဲ့အခါမှာဆုတောင်းတဲ့အခါမှာခေါ်ရင်ထူးတဲ့ဖရာမိုးလိုငါ့ကိုကြောက်ရွံ့ခြင်းကနေကယ်လွတ်ပေးတယ်ငြိမ်သက်ခြင်းပေးစေတာဖြစ်တယ်အဲ့ဒါရှင်ပြန်ထမြောက်ခြင်းဖရာသခင်ပေးတယ်အကျိုးကျေးဇူးပါပဲဆိုမှဒီတစ်ချက်ကိုဝင်ငါသွားတာဖြစ်ပါတယ်ဒီကနေ့နှုတ်ကပတ်တော်တော့ဒီမှာပဲယဉ်နာခွင့်ပြုပါအာနားမလဲတာရှိရင်မေးခွန်းမေးစရာရှိရင်ကျွန်တော်တို့အကောက်ကိုအိုက်မှာမေးလို့ရပါတယ်မက်ဆေ့ချာမှာလာလို့ရပါတယ် နောက်ကဘတ်တော်တော့ဒီမှာပဲရနာခွင့်ပြုပါနားစင်ခံယူထားတဲ့သူအရောက်ချင်းစီတိုင်းကိုဘုရားရှင်တာ၍ကောင်းချီးပေးပါစေတော့အာမင်